ဒီနေ့သုံးမှတ်သုံးလုံးလေးကတော့ WH question ဘောင်းချုပ်လဲမေးဝန်းလေးကိုတောက်လျှောက်မေးမှာဒီကောင်တော့လုံးဝအခြေခံမရှိဘူးလို့ယူဆတဲ့သူကတော့ဒီဟာကိုစကြည့်ဖို့ဆရာ recommend မပေးဘူးအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30လို့ရှိဖို့အဲဆရာကြံပေးရဒါမှမဟုတ်ဆရာရဲ့ဒီဒီ page တွေဆရာရဲ့ account တွေမှာနေတိုင်းကြည့်လာရသူပေါ့နော်အင်္ဂလိပ်စာရ30လို့လည်းကြည့်ပြီးရလို့ဆိုရင်ဒီကောင်ကလုံးဝမစိမ့်ဘူးအဲ့လိုမှမဟုတ်ဘူးရှေ့ရ30လို့လည်းကြည့်ရမှာပြင်းနေဆိုရင်တော့လည်း ကြည့်လိုက်ပါတော့ဒါနဲ့အကြမ်းဖျင်းနဲ့လိုရင်းတူရှင်းလေးတော့ပြန်ပြီးတော့ရှင်းပြမယ် detail ကိုတော့630မှာရှင်းပြပြီးပြီအဲ့ဟာကိုနားလည်မှဒီကောင်မှန်မယ်ဒါမှမဟုတ်ပြန်မကြည့်ချင်တဲ့တစ်ခါရကြည့်လို့ရမယ်မှန်မကျင်မှမှန်မယ်ဒါဆိုရင်တော့ဒါပေမဲ့နားလည်မယ်အဲ့တော့တိုက်ရိုက်ချင်နားလည်မယ်မှားရင်မှားမယ်ကြိုကြည့်ပြီးမှလာဖြင့်မှန်တိုင်းချေပုံများတယ်ဟုတ်ပြီအဲ့တော့ဒီစပုံရင်ပြောပြမယ်ဘာနဲ့စလဲဆိုရင် wh question နဲ့စတယ် ဒီ blank question ရဲ့သဘောတဘာဝတွေကိုဘာတွေလဲဆိုတာမသိသင့်လေချက်သုံးချက်ပါပဲပြန်ချက်ကမယ်ခြေခံလေးပြန်ပြောမယ်ဆိုရင်တော့ what ဘာကိုပါလဲ where ဘယ်နေရာလဲ why ဘာကြောင့်လဲ who ဘသူလဲ whose ဘသူဟာလဲ which ညီဒီအရာလဲ how many ဘလောက်များများလဲ how much ဘလောက်များလဲဒါလည်းခြေတွဲလို့မရတဲ့ဟာတွေသုံးတာနောက်တစ်ခါကျတော့ how often ဘယ်နှစ်ချိန်လဲ how far ဘလောက်ဝေးလဲ how long ဘလောက်ကြာလဲ အဲ့မှာရှိတဲ့ဟာတွေအဲ့ဒါ question word တွေအသေးစိတ်ကိုရှေ့မှာတင်ထားပြီးသားဒါတော့ကတော့ရပြီးသားဆိုရင်လည်းနိုင်ဆက်ကြည့်မယ်နော်အဲ့ဒါပြီးရင်ဘာလာမလဲဆိုရင်အခုထုတ်ရမယ်မေကုံးလုတ်ချင်ဒီ pattern ကြီးဒီရ30မှာနေတိုင်းလုတ်ဟိုဘာမစဲတန်ဆိုင်လုတ်ခရရတဲ့ဟာကြီးဒါပေမဲ့အဲ့တော့ကကြတော့တခုချင်းစီဆိုတော့လောက်ရတာ လွယ်တယ်အခုကကြတော့တန်စီရောရောရောနှောထားတယ်တော့နည်းနည်းလေးခတ်မယ်ဒါပေမဲ့လည်းရအောင်လုပ် auxiliary verb ဆိုရင်အခုမှဘာတွေပါလဲလဲဆိုရင်ဒီချက်လောက်ကြည့်လိုက်မယ်နော် verb 1ဆိုလို့ရှိရင်အခုနှလုံးရှိတယ် do နဲ့ does ကိုထုတ်ဒီနေရာမှာဖြစ်နိုင်ခြေရှိတဲ့အလုံးတွေတွေ့တာတခုကိဆိုရင် does ကိုထုတ်မယ်အများကိဆိုရင် do ကိုထုတ်မယ် i နဲ့ you ဒီ first person နဲ့ second person ဖြစ်တဲ့အတွက်ကြောင့်အများသုံးတဲ့ do ကိုသုံးမယ် do နဲ့ does ကိုခေါ်ရင်ဟောဒီနောက်မှာကျန်ကတဲ့ main verb နေရာမှာ verb 0ဖြစ်သွားမယ်ဒါကတမျိုးနောက်တစ်ခါကျတော့ am is are ထုတ်တာလည်းရှိနိုင်တယ်သူ့ကိုတော့ဘာထန့်လို့ခေါ်ရလဲဆို present continuous အခုလုံနေတဲ့ဟာအတွက်သုံးတာ am is are နဲ့ verb 0နဲ့သုံးရတယ် သူ့ကိုသုံးမဲ့ဆိုရင် MS ကိုထုတ်ပြီးနောက်မှာ var 0မဟုတ်ဘဲနဲ့ var ing ကြံထည့်ရမှာနောက်က model verb တွေဖြစ်တဲ့ will တို့ဘာလို့လဲထုတ်ရနိုင်လဲလိမ့်ကြီးတို့ can တို့ should တို့ဒါလည်းထုတ်ရနိုင်တယ် model verb တွေအဲဒီ will တွေက model verb တွေဖြစ်တဲ့ဒီကြောင့်သူကတော့သူ့နောက်မှာ will ရှေ့မှာထုတ်လိုက်ပြီဆိုရင် var 0ကြံခဲ့ရမယ်ရှေ့မှာ has day have day ဆိုတော့ perfect ကအလုံးနဲ့ထုတ်လိုက်ပြီဆိုရင်တော့ဒီနောက်မှာ verb 3ကြံခဲ့ရမယ်ဒီနေရာမှာနဲ့ဒီနေရာမှာနဲ့တွဲပြီးတော့ရေးရမယ် ဒူးတက်ထုံရင်ဆက်စည်းလို့ကြံခဲ့ရမယ်ဒူးတက်ထုတ်ရဆိုတာဘဝံပုံမှန်ပြည့်နေစာကိစ္စ MSR ထုံရင် ING ကြံခဲ့ရမယ်အခုလုံနေတဲ့ဟာကိုသုံးတာ will can shall should ဒါတွေထုံမယ်ဆိုရင် modify တွေဖြစ်တဲ့အတွက်ကြောင့် verb 0ကြံခဲ့ရမယ် will ဆိုတာလိမ့်နေ past day have day ထုံရင် battery ကြံခဲ့ရမယ် present perfect ဒါက skip ပြီးဟိုကြော်ခွပြီးမှကြည့်နေအစမ်းလိုက်ကြည့်လာခဲ့မလောနဲ့ လောက်ကြမှာလည်းမစိုးရင်လည်းကိုယ်တိုင်းတာနဲ့ပဲကိုယ်သွားနေတာမှန်မှန်လေးအောက်အောက်ခြေလေးထောင်လေ့လာသွားဒါဆိုရင်အကြအကျိုးရှိရှိနေတယ်ဟုတ်လားပြီးမှနောက်ကျန်တဲ့ဟာနောက်မှဆက်ထည့်တယ်ဒါဆိုလို့ရှိရင်ဒီပုံစံလေးကိုတော့သုံးပြီးတော့နှစ်ပုတ်လောက်ယူကြည့်မယ်ကျန်တဲ့ငါးပုတ်လောက်ကိုခုပေါက်ယူကြည့်လိုက်မယ်နော်မင်းနေမသိတဲ့ဟာပါလာရင်တော့ကြက်ရမယ်မင်းနေမသိတဲ့ဟာပိုင်းကြက်လိုက်မယ်အသုံးလုံးတွေမှားသွားရင်လည်းငါတော့မှားသွားပြီလို့မယူစားဘဲနဲ့အစ်စ်တင်ငါသိသွားပြီလို့ပဲမှတ်လိုက်မယ်ကဲစမယ်မင်းဘာလိုချင်လဲလဲမေကုန်မယ် လိုချင်တာဘာလဲဆိုတဲ့ကြောင်ဆက်တော့ဘာလဲစမလဲဆိုရင် what နဲ့စလိုက်မယ်။ what နဲ့စပြီးလို့ရှိရင်အခုထောက်ရတော့မယ်။ဘာလိုချင်တာလဲဆိုတော့ want ဒီအခုလိုချင်တာဖြစ်နေရင်တောင်မှ int သုံးလို့မရှိဘူး။ငါလိုချင် i want ဆိုတဲ့ဘတ်ဝမ်နဲ့ပဲသုံးတယ်။ I am wanting လို့ဆရာတော့မသုံးဘူး။အဲ့တော့ဘတ်ဝမ်ပဲ။ဘတ်ဝမ်ဆိုတော့ do မဟုတ်ရင် desktop ။ main မဲ့ subject ကိုကြည့်မယ်။ subject က you ဖြစ်တယ်။ you ဆိုတာသင်တယ် second person second person ဒီ do နဲ့ desk မှာအများသုံးတဲ့ do ကိုပဲတောင်းရတာအဲ့တော့ what do you what ပြီးသွားပြီအကူကို do ထုတ်လိုက်ပြီ subject you ထည့်ပြီးပြီ main verb ပဲကျန်တော့လိုချင်တာပါလို့ဆိုရင် want အဲ့တော့ဖြေရပါလေ what do you want မင်းပါလိုချင်လဲသူမဗမာနေတာလဲဘယ်နေရာမှာဆိုတာဒီ what မဟုတ်ပဲနဲ့ပွဲဖြစ်သွားပြီနော်ပွဲပြီးလို့ရှိရင်အကူထုတ်ရတော့မယ်နေတာဒီအမြဲတမ်းမှန်နေတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် do နဲ့ dance ကိုဆက်ရထောက်ရမယ် သူမဒီတခုကင်းဖြစ်တဲ့အတွက်ကြောင့်ဆရာက desk ကိုမထုတ်ဘူးကိုမထုတ်ပဲနဲ့ဆရာကဘာထုတ်လိုက်လဲ desk ကိုထုတ်လိုက်တယ် when desk အ auxiliary verb လို့ခေါ်တယ်အခုပေါ့အခုလေးထုတ်လိုက်တယ် auxiliary verb လို့ခေါ်တယ်အင်္ဂလိပ်လိုဆိုရင် have been verb လို့လည်းသုံးကြတယ်ပြီးရင် subject လာမယ်သူမဒီဆိုတော့ she well that she နေတော်အင်္ဂလိပ်လိုခေါ်လဲဆိုရင် live လို့ခေါ်တယ် verb 1 s ပါတယ် do that ခေါ်လိုက်ရင် verb 0ဖြစ်တယ် s မပါတော့ဘူး well that she live သူမပါပါလဲရလဲကဲဒီကားပုတ်ကို view လေးခလိုက်ရပြီးတော့ stand ပြီးရေးကြည့် နေတိုင်းကြည့်လိုက်လို့ဆိုရင်မှားနိုင်ကြီးနည်းတယ်အခုမှဖြတ်ချင်းရင်မှားနိုင်ကြီးတော့ရှိတယ်ဒါပေမဲ့လည်းဆရာရှင်းပြလိုက်ရင်တော့နားလည်သွားလိမ့်မယ်ပြန်မှသားထားမယ်စူးစမ်းကဲရေးပြီးသွားပြီလို့ယူဆလိုက်တော့မယ်ဘာကြောင့်တူတူစောစောထွက်ခွာခဲ့တာလဲဘာကြောင့်ဆိုတာက why why ပြီးရင်တူတို့ဆိုရယ် subject ကိုသွားမကြည့်နဲ့အခုလေးထွက်အောင်မယ်ထွက်ခွာခဲ့တာလေတဲ့အတိတ်အတိတ်ဆိုရင်တော့ subject dig did ကိုထွက်ရတယ်အဲ့ဒါလေရှေ့မှာတင်ထားပြီးပြီဒါပေမဲ့လည်းမသိသေးရင်ပြန်မလိုက် why did subject ထည့်လို့ရပြီသူတို့ဒီဆိုရဲအလုပ်တဲ့သူတွေထည့်မယ် they they be val လာမယ်ထွက်ခွာသည်ဆိုတာအင်္ဂလိပ်လို leave လို့ခေါ်တယ် but do ဆိုရင်တော့ left left ဒါပေမဲ့ရှေ့မှာ did did ရှိရတဲ့ကြောင့်သူ verb 0လို့ပြန်ပြောင်းထားတယ် do that did ဒီခေါ်လိုက်ရင်နောက်မှာ verb 0လို့ဖြစ်သွားစေတယ် so so အင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုရင် early အဲ့တော့ why did they leave early သူဘယ်အချိန်ရောက်မလဲဟုတ်ပြီဘယ်အချိန်ဆိုတော့ one ရှိတယ် what time ရှိတယ် night တိတိကျကျသိချင်း what time နဲ့မေးတင်တယ် ဒီတိုင်းပဲဖေးချင်းလဲခမန်းချင်းဒါမှမဟုတ်လဲမနက်ပိုင်းလောက်ညနေပိုင်းလောက်ဒီလိုမျိုးဆိုရင်တော့ဒီဘဝသဘောဆန်တဲ့အချိန်ရောအသေးစိတ်ကိုခြုံငုံပြီးမေးချင်တော့ဝမ်းအောင်မေးလို့ရတယ်။ဝမ်းပြီးလို့ရှိရင်အခုထုတ်မယ်။ရောက်မလဲဆိုတော့အခုမရောက်သေးဘူးအနာဂတ်။အနာဂတ်ဆိုရင်ဝေကိုတောင်းရမယ်။အဲ့တော့အခုဒီဝေဖြစ်သွားတယ်။ဟုတ်လားဒီနေရာမှာအရှင်းဝမ်းဝေပြင် subject လာမယ်သူဒီဆိုဟီရောက်တာတော့ arrive A R R I V E arrive ဒီကောင်ရှိမှကြည့်ပြီဒီကောင်နဲ့ဒီကောင်နဲ့အမြဲချိန်ထားတယ်ထုတ်တဲ့အခုနဲ့ကြံခဲ့တဲ့ဘက်နဲ့ main ဘက်က ရှေ့မှာ model version နောက်မှာ version 0ပဲရှိရမယ်ဆိုရင်စီကံကြောင့် right မှာဘာမှပါစရာမလိုတော့1ဝင်ရှိ arrive ၎င်းကဘလို့အလုံးလောက်တာလဲလဲမင်းကိုဖြစ်တယ်ဘလို့ဆိုရဲမင်းကိုဖြစ်တယ်ဘလို့ဆိုရင်အင်္ဂလိပ်လို how လို့ခေါ်တယ်အခုထုတ်မယ်ဘလို့အလုံးလောက်တယ်ဒီပစ္စည်းကအလုံးလောက်ပုံဒီအများအမှန်နေမှာဖြစ်တဲ့အတွက်ကြောင့် for one do နဲ့ dash ကိုထုတ်မယ်၎င်းဒီတစ်ခုကိန်းဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ dash ကိုထုတ်လိုက်တယ်ဒါ auxiliary verb လို့ခေါ်တယ် helping verb လို့ခေါ်တယ်အကူလေးထုတ်ပြီးပါပြီ subject လာမယ်၎င်းဒီဆို it main verb လာမယ်အလုပ်လုပ်တာ work အဲ့တော့ how does is work ၎င်းကဘလို့အလုပ်လုပ်တာလဲသူမဘာကြောင့်ငိုနေတာလဲဘာလို့ဆိုတာဘာကြောင့်နဲ့တူတယ်အဲ့တော့ why အခုထောက်ရအောင်မယ်ငိုနေတာဒီအခုဖြစ်နေတာဖြစ်သွားပြီအခုဖြစ်နေ do does နဲ့မဆိုင်တော့ဘူး ms are verb ing အဲ့တော့ရှေ့အခုထောက်ရအောင်မယ် ms are သူမဒီဆို is ထုတ်တယ်သူကဒီမှာ is ထုတ်ခြင်း does ထုတ်ခြင်း will ထုတ်ခြင်းဒီဒီစာကြောင်းရဲ့အချိန်ကာလနဲ့လည်းပတ်သက်နေတယ်ဒီကောင်ရဲ့တစ်ခုရင်းအများကြီးနဲ့လည်းပတ်သက်နေတယ်ဒီသဘောတရားတွေကိုနားလည်မှအောက်ရှိခံတယ်လို့ခေါ်တယ် why is being subject လာမယ်သူမသည်ဆိုတော့ she why is she would i cry ဒါပေမဲ့အချိန်မှာ am is ထုတ်ထိုင်ရင်နောက်မှာ ing ချန်ခဲ့ရမယ်ဆိုရယ်စီကတ်ကြောင့် why is she crying မင်းကမင်းရဲ့စီးပွားရေးကိုဘယ်အချိန်မှာစတင်ခဲ့တာလဲအတိတ်ကိုမေးရဖြစ်တယ်ဒီကြတော့ di detail သုံးရတော့မယ်ဟုတ်ပြီဘယ်အချိန် why လို့မေးလိုက်ကြောက်မယ် what time လဲရပြပေါ့ဒါပေမဲ့ what time တော့မဖြစ်နိုင်တော့အချိန်တိကျဘလို့မှတ်မိတော့မယ်နော်ဘယ်တော့မှစတင်ခဲ့ရလဲဆိုတော့1တော့လိုက်မယ်အခုထုတ်မယ်အတိတ်ဆိုတော့ခဏကဒီပုတ်လို့ပဲ ကြီးထွက်လိုက်မယ်။ပြီး set ချက်လာမယ်။ဘာလို့တော့သူတို့ဆိုတော့ဒေးသုံးတယ်။ main ဆိုတော့ you ကိုသုံးမယ်။ပြီးရင် main ဘက်ရေးမယ်။ main ဘက်က like ဘယ်လိုရှားမှမသိနောက်ဆုံးလုံးက main ဘက်ပဲစတင်လာ။ start start ed မထည့်ရတော့ဘူးအတိတ်ဆိုပေမဲ့ date ခေါ်ထားတယ်။ tid တိမပါဘဲအဖြေဆိုတော့ status ဆိုပြီးတော့ but do ဖြစ်နေလိမ့်မယ်။ when did you start main ရဲ့စီးပွားရေးဆိုတော့ object ပဲကျွန်တော်လေ main ရဲ့ဆိုတာသင် e နဲ့တူပဲ you are business your business business ဆိုစီးပွားရေး meaning မသိရင်ကြားလိုက်နော်အဲတော့ when did you start your business ကဲဟုတ်ပြီဒါဆိုရင်ဒီနေ့မှာမိဘလုံကြီးမျိုးမျိုးကိုတေးပေးခဲ့ပြီးပြီနားလဲသွားမယ်လို့တော့ဆရာယူဆရဲနားမလဲသေးဆိုရင်ရှေ့မှာမမြင်ဟိုမကြည့်ရသေးတဲ့အင်္ဂလိပ်စာအုပ်ချက်ကိုရ30 CV တို့ speaking CV တို့ကိုကြည့်ပြီးတော့အစင်ကြီးတည်တက်လာခဲ့ကြပါအားလုံးပဲကြိုးစားပါဆရာတော့အများနဲ့ဆက်တင်ပေးနေပါမယ် fighting